ဒီဘဝရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းကုန်းမှာဒဇင်ဘာလအတွင်းမြို့နယ်အလိုက်လူထုလမ်းလျှောက်ပွဲနဲ့လွတ်လပ်ရေးအကြိုပျော်ပွဲရှင်ပွဲတွေကိုလုပ်ဖို့နိုဝင်ဘာလ30ရက်နေ့မှာစစ်ကောင်းဆောင်ကညွှန်ကြားထားရလို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကသိရပါတယ်။မနေ့ကစစ်ကောင်းဆောင်ကရှန်ကုန်ရောက်ရှိနေတဲ့အချိန်စစ်ကောင်းစီလက်အောက်ခံတိုင်းအစိုးရအဖွဲ့ကိုပြောဆိုခဲ့တာဖြစ်ပြီးတိုင်းရုံးကနေတဆင့်ခရိုင်နဲ့မြို့နယ်ကိုညွှန်ကြားထားတာပါလို့အုပ်ချုပ်ရေးနဲ့နေဆက်သူတယောက်ကပြောပါရယ် မကွေးမြို့နယ်မကွေးရင်နယ်ချောင်းကားလဲပေါ်မှာရှိတဲ့မကွေးဘဟုအကျဉ်ထောက်ခေါ်ဒေါင်းနေထောက်မှာအရေပြားယောဂဖြစ်ပေါ်နေတဲ့အကျဉ်သားအရေအတော်အလွန်များပြားနေပြီးစေဝေါလုံလောက်မှုမရှိဘူးလို့အဲ့ဒီအကျဉ်ထောက်နဲ့နေဆက်သူတွေစီကသိရပါတယ်။စကိုင်းတိုင်း၆ဦးမြို့နယ်ကြည်ကုန်းရော်သားတယောက်ကိုစစ်ကောက်စီတပ်ကတပ်ဖြတ်ထားခဲ့တဲ့အလောင်းကိုဒဇင်ပါလာတရက်နဲ့မနက်ပိုင်းမှာရော်သားတွေကတွေ့ရှိခဲ့လို့ဒေသခံတွေစီကသိရပါတယ်။ ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကိုဒီပူပီ TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်